ခင်ဗျားတို့ဒီမှာတည်းကညီမပြူတကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအပ်တာအတွက်ညီမပြူချစ်တယ်လို့လိမ်နေကြတဲ့လူလေးတွေပုံများပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်တာကအာကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့ပေါ့ဒီနေ့ကျွန်တော်အော်မှတ်ပုံတွေเนี่ยမွေးနေပါအဲ့လိုပြောပါတော့เนาะကျွန်တော်မှတ်ပုံတွေเนี่ยမွေးနေအတွက်ဆိုပြီးတော့ကျွန်တော်အဲဒီနေ့ကုသိုလ်လေးတစ်ခုလုပ်ခဲ့တယ်လို့ပြောမလားကုသိုလ်တော့မဟုတ်ဗျာကုသိုလ်တော့မဟုတ်ဘူးဘာလို့ခေါ်လဲ အဲဂုံပြုတ်မှုတွေတခုကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ချားမှုပါဘူးအဲဒီပုံလေးကိုပဲကျွန်တော်ပြပါမယ်ဒီပုံလေးကိုကြည့်ပါဒီနေ့ကျွန်တော်မြို့ရဲကိုသွားပြီးတော့ဒီချားလေးလုပ်ခဲ့တာလေးပါเนาะအဲဒါလေးဒါလေးပါချားမှုဘူးဒီပုံလေးဒါဘာလဲဆိုတော့ဒီမတန်ပေမဲ့စွားနဲ့ပကြီးဆရာကြီးပေါ့เนาะရန်ကုန်မြို့လေကောင်ကမြို့လေကောင်မှာပကြီးဆွဲနေဆရာကြီးအဲသူ့ရှိကိုကျွန်တော်သွားခဲ့ပါတယ်သွားပြီးတော့ကျွန်တော်ပကြီးချက်တွေအများကြီးကားချက်တွေပကြီးကားချက်တွေအများကြီးကျွန်တော်ဝယ်ခဲ့ပါတယ်ဘာလို့ကျွန်တော်သွားပြီးအဲ့လိုလုပ်လဲလို့မင်းကျွန်တော်ဒီနေ့ကကျွန်တော်ရတာမွေးနေ့ ဖြစ်ပါတယ်။ဝင်းနေပြတော့ကျွန်တော်ရုပ်သတင်းလေးနည်းနည်းတူတူပဲပြောယူတော့ကျွန်တော်သတိစာလေးရှိလို့သွားပါအောင်မိသားစုကိစ္စလေးရှိရောနော်အဲ့တော့ဒါပါတော့အဲ့တော့ဒီဒီ6တောင်းနဲ့ပကြီဆွဲတဲ့ဆရာကြီးပေါ့နော်အဲ့ဆရာကြီးစီကိုကျွန်တော်ရအောင်သွားခဲ့ပါတယ်သွားပြီးတော့သွားပြီးတော့ကျွန်တော်လုတ်လို့ရတာလေးဒီအဲဘာလို့ဆိုသူပကြီဆွဲတာလေးကိုကျွန်တော်သွားအပ်ပေးပါတယ်ဘာလို့သွားအပ်ပေးလဲဆိုတော့အခုဒါသွားအပ်ပေးလဲဆိုတော့ကျွန်တော်ကပို့လည်းပြောရင်တော့ဒီလေးစားမှုနဲ့အခြေပြုပါလေးစားမှုအခြေပြုပါလူတယောက်ကဗျာလူတယောက်ကဘဝပေးချောက်ခန္ဓာကိုယ်မတန်တာဖြစ်နေမစွမ်းတော့မတန်မတန်မတန်တာဖြစ်နေတယ် ဒါပေမဲ့ဒါပေမဲ့အဲ့မတန်တာကိုကြောက်ပြီးပြီးတော့ဟိုလမ်းမိတ်မှာသူကသူအဆင်ပြေသလိုတောင်းစားနေတဲ့လူနဲ့သားလည်းရှိတယ်ဒါပေမဲ့အဲ့လူနဲ့သားလည်းမားတယ်လို့မဟုတ်ဘူးသို့တော့ခန္ဓာအဲ့မတန်တဲ့ဂျားတွေကကိုယ့်ခွန်ကိုအားနဲ့ရတဲ့ပုံစံနဲ့ကိုယ့်အဝမ်းသာကိုရအောင်ရှာစားရတဲ့လူဆိုတော့အဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်ကတမိုးထားတာချစ်မြတ်လို့တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြီးတော့ကိုယ့်မွေးနေ့လည်းဖြစ်တော့အမှတ်တရလည်းဖြစ်အောင်ဆိုပြီးကျွန်တော်တမဲတကာကိုရအောင်တွားပြီးတော့ဒေချာတွားပြီးတော့တွေ့ပြီးတော့ ပါပါတယ်အဲ့ပြီးတော့အဲ့ဒီဦးအဲ့ဒီအကိုကြီးပေါ့ဗျာကျွန်တော်ကိုယ့်တက်ဆိုအကိုကြီးသာသာပဲရှိရှိပါတယ်ဦးလေးလည်းခေါ်လို့မရအကိုကြီးလည်းခေါ်မရအကိုမှခွာကြတော့နော်ဒါပါတော့ဆိုတော့သူ့ကိုကျွန်တော်တွေ့တော့တွေ့ပြီးတော့ကျွန်တော်ပြောပြီးတော့ကျွန်တော်ပကြီကားလေးလာဝယ်တာအဲ့တော့ပကြီကားလေးကျွန်တော်များများဝယ်သွားမယ်များဝယ်တော့သူ့ကိုပကြီကားဗျာ1000 5000 5000 1000ရယ်တော်တော် quality ကောင်းပြီးပါလိမ့်ကြမှာ9000လို့5000လို့ရှိတာသူ့ပကြီကားအဲ့လိုမျိုးပေါ့နော်ဆိုတော့ပြောရရင်ဗျာပြောရရင်ဟိုသူ့ပကြီကားကဈေးတော်တော်ဝယ်ပါတယ်ပြီးတော့6000နဲ့ဆွဲတာသူလက်နဲ့ဆွဲ6000နဲ့ဆွဲတာဒါလည်းခါတို့သိပါတယ်မျိုးတွေက ဒီမာဗန်ဒန်လန်ရဲ့36လမ်းတောင်းတဲ့ one stop market ရှိတဲ့တယ်မှာရှိတာပေါ့နော်ဟိုအီမာနွေလာဟိုဖះเจ้าရဲ့ဒီမျက်စောင်းတို့မှာလည်းရှိတယ်အေယာဘန်တို့ဘာလို့နားမလဲနီးတယ်အဲ့နာအဲ့တော့ကျွန်တော်ပြီးတော့ပကြီးကလာဝယ်တာကျွန်တော်မွေးနေ့အတွက်လာဝယ်တာဇူပြပြောရင်းနဲ့ဘာဖြစ်ဆက်ပြောလဲဆိုတော့ကျွန်တော်ပကြီးကလာဝယ်တာကအဲမွေးနေ့တော့ဝယ်တာဖြစ်လို့ကျွန်တော်ကိုကြည့်ပြီးတော့ကျွန်တော်ပုံမဆွဲနဲ့ကျွန်တော်စိတ်ထဲမှာဖြစ်စင်ကျွန်တော်ဖြစ်ချင်တဲ့ပုံစံလေးနဲ့ကျွန်တော်ကျွန်တော်ကြည့်ပြီးစိတ်ထဲမှာမျိုးလုံးနဲ့မှာရုပ်တရက်အာရုံနဲ့ပေါ်လာတဲ့အတိုင်းလေးဆွဲပါလို့ဆိုပြီးကျွန်တော်သူ့ဆွဲခန့်လိုက်ပါတယ်ဆိုတော့ तू ဘာဆွဲပေးလဲဆိုတော့ ဒါလေးပြဒါလေးကျွန်တော်ဆွဲပေးပါတယ်ဆိုတော့ဒီ division ကလည်းကျွန်တော်ကြည့်ပြီးတော့ဟာလို့ကျွန်တော်ကကျွန်တော်ရဲ့ဟိုကျွန်တော်ကျွန်တော်ကျွန်တော်ကိုသူကြည့်ပြီးဒါလေးဆွဲပေးတယ်ဆိုတော့ကျွန်တော်တို့အမတ်တရဖြစ်သွားတယ်ဗောနော်ဒါအမတ်တရဖြစ်သွားကျွန်တော်မွေးနေ့မတ်တရဖြစ်သွားပါတယ်ဆိုတော့ division ကလည်းမှာဘလောက်တန်လဲတောင်းမဲ့တန်ပါတယ်တောင်းမဲ့တူသူဆွဲပေးတယ်တောင်းမဲ့တန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါဓမှုရှိတယ်ဓမှုဖြစ်နေတဲ့နေရာလေးတခုဖြစ်သွားပါတယ်ဆိုတော့ကျွန်တော်ဒါလုတ်ခဲ့တာဗောအဲ့တော့ကြီးရဲ့ချက်ကတခုပါပဲဟိုလူတွေကမတန်တော့လဲကို့ ခွန်ကိုအာကိုအစွမ်းစားနဲ့ကိုဝမ်းစာကိုရအောင်ရှာစားရတဲ့တတိအဲ့ဒီလေးတတိကိုလေးစားဂုံပြုတဲ့အနေနဲ့ကျွန်တော်မွေးနေ့မှတ်တရပြသွားလုပ်တာဖြစ်ပါတယ်ပကြီးကကြကျွန်တော်ဟိုခုနှစ်ချက်လောက်ရှစ်ချက်လောက်ကျွန်တော်ဝဲချလာတယ်ခုနှစ်ချက်ရှစ်ချက်လောက်ဝဲချလာတယ်ဝဲချလာပြီးအဲ့ဒီလောဆယ်ကျွန်တော်တင်ထားပါတယ်ဆိုတော့ခင်ဗျားတို့လည်းဒါဒီမျိုးထဲမှာရှိတဲ့အဲ့ဒီဟိုပကြီးဆွဲတဲ့ဦးလေးနာမည်တော့ကျွန်တော်မမေးခဲ့ပါဘူးသူ့ကိုလည်းတွားပြီးတော့ဝဲလို့ရပါတယ်အားပေးလို့ရပါတယ်ဘာပဲပြောခင်ဗျားတို့တွေနဲ့ဒီဒီလိုမျိုးပုံကိုယ်တွေအားပေးတင်တယ်အားပေးဒီလိုမျိုးပုံကိုယ်အားပေးတင်ပါတယ် အာတချို့ဘာမသိညာမသိတွေသွားအပိနေမယ်စားဒါမျိုးလေးတွေနဲ့ခင်ဗျားတို့ကြုံရင်တပတ်တစ်ခါလောက်ဖြစ်ပြီးတစ်လောက်တစ်ချက်လောက်ဖြစ်ပြီးရန်ကုန်မြို့မှာလူပေါင်းတန်းကို9000လောက်ရှိတယ်ဗျာ9000နဲ့မ9000 9000လောက်ပဲထားပါတော့လူ9000လောက်ကပဲဖြစ်ဖြစ်တစ်လောက်တစ်လောက်တစ်ချက်ကလေးပဲတော့ဝယ်ပေးလိုက်ရင်တော့သူ့အတွက်ကသူ့ရဲ့ဝန်စားအတွက်ကတော်တော်ဆင်ပြေသွားမှာပါအဲ့တော့သွားလောက်ကြတင်တယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့မှုသူလုံနေတာပြောတာပါအဲ့တော့ကျွန်တော်တော်သူဆွဲပြီးပကြီးကားလေးအထိပ်အများကြီးပြပါတယ်ကျွန်တော်လူချင်းတဲ့ခံစားချက်ကိုရောက်ခဲ့ပါသလားမေး ယာနုံးပြမဟုတ်ရင်တော့ယာရင်တော့တော်တော်များရောက်ခဲ့တယ်ဗျကျွန်တော်ရဲ့စစ်ကူးတွေကကျွန်တော်နေခြင်းနဲ့ဟိုဘဝလေးကိုသူ့ပကြီးကလေးကပေါ်ညွှန်းပေးသလိုပဲဖြစ်သွားတယ်ကျွန်တော်တကယ်ကျွန်တော်ရဲ့စစ်ကူးတွေမှာကျွန်တော်နေခြင်းနဲ့ဘဝလေးကိုဒီပကြီးကပေါ်ညွှန်းပေးသလိုပဲဖြစ်နေတယ်ဆိုတော့